ကျောက်ဆောင်ဘဝတခိုးလေးပီကောင်နွေဦးရဲ့နှွေထွေးမှုတွေလွင့်ပြေပြီးတော့အော်ဂေါလာရဲ့နေအောင်ခြေတွေကတောင်ဆောင်းတွေမှာလွှမ်းခြုံနေတဲ့အချိန်ဖြစ်ပါတယ်။နေရွယ်ဝိုင်းဝိုင်းမျက်လုံးပြူပြူရုံလေးနဲ့တူတဲ့ပီကာလေးတွေကလာမယ့်အချိန်အတွက်ရရမေးဖြစ်ရကြုံနေရပါတယ်။ဒီဒေသရဲ့မြန်မာတဲ့ကြောက်ဆောင်တွေကသူတို့အတွက်သဘာဝရဲ့လက်ဆောင်တွေလိုပါပဲ။ကြောက်ဆောင်တွေကိုကြောလိုက်ပြီဆိုရင်တော့စိမ့်လန်းနဲ့မျက်ခဲလွင့်ပြေလေးတွေကိုတွေ့ရမှာပါ။ဒါပေမဲ့ဒီနေရာကအမြဲစိမ့်လန်းနေရတော့မဟုတ်ပါဘူးလေ။ ဆောင်းဝင်ပြီဆိုတာနဲ့မျက်ခင်းစိမ့်စိမ့်တွေကနှင်းဖွေးဖွေးရေခဲပြင်ဖြစ်သွားခဲ့မှာပါစိမ့်စိမ့်ဆိုဆိုကြံနေတဲ့ချိန်လေးဟာသူတို့အတွက်ရွှေရောင်ချိန်တွေဖြစ်သလိုရှင်တန်ရေးစစ်မြေပြင်းဆိုရင်လည်းမမပါအောင်တော့ဒီချိန်လေးတွင်မှာပဲဆောင်းတွင်အတွက်အစားအစာစူဆောင်းကြရမှာပါဒီပီကလေးတွေကအလုပ်ကျိုးစားတဲ့ပြည့်ဝစိတ်နဲ့အပြင်းကြီးတဲ့နှံကောင်ကြောင့်ကိုမကြဘူးကြပါဘူး။ဒါပေမဲ့ဆောင်းနေအတွက်ရိတ်ခါမစူဆောင်းနိုင်ခဲ့ဘူးဆိုရင်ဒုက္ခရောက်မယ်ဆိုတာတွေတော့ကောင်းကောင်းသိနေခဲ့တဲ့သူတွေပါ တတို့ပီကန်လေးတွေဆိုတာကဆောင်းတွဲမှာအမြဲတမ်းအိတ်တက်ကြတဲ့သူတွေမဟုတ်ပါဘူး။အဲ့ရနိုးလာပြီဆိုရင်တော့ထပြီးတော့ဟိုးလုံးဒီလုံးလှုပ်တက်ပါတယ်။အချိန်တန်ရင်တော့စားရပါတယ်။ပြီးရင်တော့ပြန်အိပ်ရပါတယ်။ဒီလိုနဲ့ဆောင်းတွဲတရင်လုံးလဲပတ်နေရတာပါ။အဲဒါကြောင့်တို့ရဲ့အတိုက်ထဲမှာရိတ်ခါတွေဖြည့်ထားဖို့လဲလိုအပ်နေတာပါ။ပီကန်လေးကပြင်ကိုလှမ်းကြည့်လိုက်တဲ့အချိန်မှာအစာထွက်ရှာတဲ့တောင်စိတ်တချို့ကိုတွေ့လိုက်ပါတယ်။အဲ့ဒါကပြဿနာမရှိပါဘူး။တောင်စိတ်တွေနဲ့တို့နေရာဘာကမ်းမှမရှိကြအောင်လေ။အေးအေးဆေးဆေးပါပဲ။ငါတီရောနည်းနည်းကြောင်ရပါရဲ့ ဒီနေ့တော့ငှက်တွေရပြောင်းနေတာပါအချိန်နေရတော့အားလုံး okay နေပါတယ်အနာကြောင့်ပီကာလေးလည်းအချိန်မဆွဲတော့ပါဘူး။ကြောက်ဆောင်ပေါ်ကနေခုံပေါက်ပြုံးလာပြီးတော့ဆင်းလာခဲ့ပါပြီ။လွင်ပြင်ကမြက်ခင်းတွေပန်းမင်တွေကိုပါဇက်နဲ့ကိုက်ပြီးတော့စူးစီးလိုက်ပါရီ။ပြီးရင်တော့အတိုက်စီပြန်လာပြီးတော့ပုံချလိုက်ပါရီ။ပြီးပြီဆိုရင်နောက်တစ်ခါနောက်ထပ်တစ်ခါနဲ့ရိတ်ခါတွေကိုတစ်ခါပြီးတစ်ခါဆက်ပြီးတော့စူးစောင်းနေခဲ့တာပါ။ညနေဆောင်တဲ့အချိန်မှာတော့သူ့ရဲ့အိမ်လေးထဲမှာရိတ်ခါလေးတွေပြေးလာခဲ့ပါပြီ။လူတွေကြည့်မဲဆိုရင်တော့ကောက်ရိုးတွေမျက်တွေးလိုပဲမြင်ကြမှာပါ။ တကယ်တကယ်တမ်းမှာဆိုရင်တော့သူတို့ရဲ့နှတ်သုံးတာစားပွဲလေးတွေဖြစ်ပါတယ်28ကီလိုဂရမ်ရှိတဲ့ကောက်ရိုးတွေကသူတို့ခန္ဓာကိုယ်လေးချိန်ထံအစာ180ကျော်လေးတာပါဒါဟာဆွေနှောပီကာလေးရဲ့ဇွဲလုံးလပြယုတ်ပါပဲညနေစိတ်လျှော့လိုက်တဲ့ချိန်မှာပီကာလေးလည်းပင်မန်းနာတွေကိုသတိပြုမိသွားခဲ့ပါပြီနောက်ပြီးတော့ရထားတဲ့ရေခါကမလုံလောက်ဘူးလို့သိနေခဲ့တာပါအဲဒါကြောင့်ရေခါလွယ်လွယ်ရမယ့်ဖြက်လန်းရှိမလားဆိုပြီးတော့ရှာလေးထုတ်ပြီးစဉ်းစားနေပါတယ်ကြာကြာမစဉ်းစားလိုက်ရပါဘူးအကြံရသွားခဲ့ပါပြီသူများအိမ်ကနေသွားခိုးပို့ပါပဲ သူတို့ကြောင်ဆောင်နေနာမှာတခြားဖိကာရီရဲ့အိမ်ရှိနေပါတယ်။သူတို့စူဆောင်းထားတဲ့ရိတ်ခါရီကိုသွားခိုးမယ်ဆိုရင်တော့တလောက်ပြန်မှန်းတော့မှာမဟုတ်ဘူးလေ။အဲဒါကြောင့်ဖိကာလေးလည်းတခြားအိမ်ရှိရဲ့အခြေအနေကိုစောင့်ကြည့်နေခဲ့တာပါ။သူ့မှာလည်းစူဆောင်းထားတဲ့ကောင်ရိုးတွေကမနေဘူးလေ။အရင်အိမ်ရှင်ကနောက်ထပ်တစ်ခေါက်ဆင်းသွားတဲ့အထိစောင့်လိုက်ပါတယ်။အိမ်ရှင်မရှိတဲ့အချိန်မှာဆိုရင်တော့ခက်တီတီသွားခိုးပြီးတော့သူ့အိမ်မှာပြန်လာပုံပါတယ်။တီတာသွားမှာဆိုလို့ခိုးလာလာလေးတွေကိုသူ့ရှာလာတဲ့ကောင်ရိုးတွေအောက်မှာတော့မှဖွက်ထားခဲ့တာပါ။ လောဘတက်လာတဲ့ပီကာလီယာနောက်ထပ်အခွင့်အရေးရမလားဆိုပြီးတော့ထတ်ချောင်းပါတယ်။ဂျပန်အင်ရှင်ကသူ့ရဲ့ကောင်ရိုးတွေယော်သွားတာတွေကိုတရေထားမိသွားခဲ့ပါပြီ။အဲဒါကြောင့်နောက်တစ်ချိန်ရိတ်ခါထွက်ရှာတဲ့အချိန်မှာအင်္ဂလိပ်စီကိုလဲပြန်ကြည့်နေခဲ့တာပါ။ဒီအချိန်မှာသူ့ရဲ့အင်ကိုနောက်တစ်ချိန်ဝင်ခိုးတဲ့ပီကာလီကိုတွေ့သွားခဲ့ပါပြီ။ဒီအချိန်မှာတော့ချက်ချင်းပြန်လဲပြီးနောက်ကနေတရက်ချမ်းပြေးလိုက်နေခဲ့တာပါ။ဒါပေမဲ့တခိုးလေးဖြစ်တဲ့ပီကာလီကတော့ကြောက်တုံးနေကြတဲ့မှာခုံပေါက်ပြင်းလာပြီးတော့ရှောင်တိမ်မာတော့တယ်။ ပြီးတော့ကြောက်တောင်တစ်ခုနောက်မှာဝင်ပုံးပြီးအမောဖြစ်နေကြတာပါပြီးတော့သူနားလေသွားတာလေးတစ်ခုရှိလို့နေပါတယ်ပင်ပင်ပန်းပန်းရှာဖွေတုန်းကစိတ်ချမ်းသာရပြီးခိုးဝဲရတဲ့အချိန်မှာစိတ်မလုံးမကြုံဖြစ်ရတယ်ဆိုတာပါပဲဒီနေ့ရဲ့ကိုရမြန်မာဗီဒီယိုလေးကိုအဆုံးထိချစ်ခင်ကြည့်ရှုပေးရအတွက်ကျေးဇူးအများကြီးတင်ပါတယ်အသေးသေးတော့ကြောက်ရရင်လည်းပြန်လာခဲ့ပါအောင်မယ် like and share subscribe ခေါင်းလေးနဲ့ပြီးအားပေးသွားပါအောင်ရှင်